ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကကိုငိမ့်ချမ်းပြိုးကအသက်35နှစ်အရွယ်မတ်စုအတွက်မေးထားတာပါဘုရုအတွက်မတ်စုအတွက်သူ့ရဲ့ညီမပေါ့နော်အမပေါ့နော်ဟုတ်ဟုတ်ပြီဒီလိုသူများတော့မတ်စု35နှစ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုငိမ့်ချမ်းပြိုးကမေးထားတာပါမတ်စုကစကိုင်းရပါတဲ့ဟုတ်ပြီအဲဝေဒနာရှင်အသက်ဘယ်လောက်ရှိလဲဝေဒနာရှင်35နှစ်မိန်းကလေးဟာမိန်းကလေးဟုတ်ပြီမဆူကစကိုင်းရပါတဲ့ဟုတ်ပြီ ကိတ်မုတ်ဖုတ်တဲ့လုပ်ငန်းလုပ်ပါတယ်တဲ့ဟုတ်ပြီဗျာဟုတ်သူပြောတာကတော့မတ်စုကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပေါ့နော်ဂျိုင်းကနေစပြီးတဲ့ခယူသင်းလို့အဖြူကွက်ပေါ်လာပါတယ်တဲ့ဟုတ်ပြီအခုတဲ့လေဘင်းနဲ့တတောင်စစ်မှာတဲ့အဖြူကွက်ပေါ်လာလို့ပါတဲ့ဟုတ်ပြီအဲ့ဒါကတော့မပေါ်နဲ့လို့ဟုတ်ကဲ့ဆရာကြီးမပေါ်နဲ့ဆိုအခုကခယူသင်းဖြစ်တဲ့နှုံသိမ့်များလာတဲ့ဟုတ်ကဲ့ဆရာကြီးခယူသင်းဆိုအဖြူလေဟုတ်ကဲ့ခယူသင်းဖြစ်ရတဲ့အကြောင်းကိုကြည့်ရင် ြူသင်းကအပူများလို့ဖြစ်တာဟုတ်ကဲ့ဆရာအဲ့ဒါသမီးကံအပူစိတ်အပူဥရုအပူအဟာရဘူးနော်ကံအပူစကွက်လှုပ်ရှားတာကြီးပေါ့ဟုတ်ကဲ့ပါဆရာအဲ့ဒီမှာအပူတကားအပူတော့မှာစိတ်အပူကအဆိုးဆုံးပဲသမီးဟုတ်ကဲ့ဆရာစိတ်အပူလေစိတ်ကပူစရာမရှိရင်ဟိုလျှောက်ပူဒီလျှောက်ပူသူများအတွက်ပူအဲ့လိုပြီးပူတာဟာအတိုင်းအတာတစ်ခုအထိတော့ကောင်းတယ် ဟုတ်ကဲ့ဆရာတောင်မဲ့မနေဘူးပေါ့နော်ဟုတ်ကဲ့ပါဆရာဒါပေမဲ့သိပ်ပူတာကတော့ဟိုဗမာစကားဝင်ရှိပါတယ်သမီးရယ်စိတ်ထောင်းရင်ပါကြည်သွားတယ်ကိုကြည်တယ်ဆရာစိတ်ပြူရင်ပါဖြစ်တယ်ကိုနုတယ်ဆရာတောင်မလို့စိတ်ကိုမထောင်းပါနဲ့ကိုစိတ်ကိုသူများထောင်းတာလားကိုကထောင်းတာလားကိုကကိုထောင်းတာပါဆရာအဲ့ဒါလေးစင်ကျင်မှာအဲ့ဒါတော့မိဝန်းရှင်ကိုဖြည်သလိုကျန်တဲ့လူတွေဖြည်ပါတယ်ဟုတ်ကဲ့ပါဆရာ I don't အဲ့မှာသူဆက်ရေးထားတာဆရာကြီး ဓမ္မတာလာတာနဲသလိုလဲဝမ်းလဲချုပ်ပါတယ်တဲ့ဓမ္မတာလဲနဲတယ်ဝမ်းလဲချုပ်ဝမ်းလဲချုပ်တယ်ဆိုတာလေလဲသိလဲပဲမထင်ဘူးဟုတ်ကဲ့ဆရာကြီးနော်ဒါကလေဖောဖောတီတီလဲလိုက်ရင်ဟုတ်ကဲ့ဆရာကြီးဝမ်းလဲမချုပ်တော့ဘူးဟုတ်ကဲ့ပါနော်လေလဲမချုပ်တော့ဘူးစီလဲမချုပ်နိုင်ဘူးဟုတ်ကဲ့ဆရာကြီးအဲ့ဒီအတွက်ကတော့သမီးရဲ့အကျော်ရှောင်ရမယ်တစ်ကတော့ဟုတ်ကဲ့ဆရာကြီးအလုံးစုံအကျော်လို့ပြောလိုက်ရင် အကုန်ပါပါမယ်အကုန်ပါဟုတ်ကဲ့ဆရာဆိုင်မကြော်တာရောအိမ်မကြော်တာရောနော် ready made ကြော်တော့အကုန်ကြော်ဆောင်ပါအဲ့ဒီအကြော်နေရာမှာဘာလေးစပေးရမလဲဆိုတော့အခါတက်လေးဖြည့်စားပါဟုတ်ကဲ့ဆရာအဲ့ဒီအခါမှာလဲဆရာကျုံနေလဲပြောတယ်အခုလဲပြောတယ်နောင်လဲမေးပြောမှာပဲပူကားအေးကားတစ်ခုမှာပူကားကိုရှောင်ပါလို့ဟုတ်ကဲ့ပါဆရာအေးတဲ့အခါကိုသုံးဆောင်ပါပေါ့နော်ဟုတ်ကဲ့ပါဆရာခုနကအဖြူကွက်ကလေးဆရာကြီးอืม လိမ့်စေရှိလားအဖြူကကတော့နေ့တနခါညကရမဲ့လိမ့်ရင်လည်းရပါတယ်ဟုတ်ကဲ့ဆရာတကယ်လို့ပြကိုမှကုန်သီးပင်မှာရှိလို့ကုန်သီးအစိုးရင်းပြရရဲ့အဲ့ဒီကုန်သီးအစိုးအနုပေါ့နော်ဟုတ်ကဲ့ဆရာအခွန်ခွာအထက်အသားလေးကိုတွေးပြီးတော့လိမ့်လို့ရပါတယ်ဟုတ်ကဲ့ပါလိမ့်တဲ့အခါမှာတော့ပုတ်မလိမ့်ပါနဲ့ဟုတ်ကဲ့ပါဆရာတွေးပြီးတော့လိမ့်ပြီပါနော်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကဲ့ ဖရာရှင်းကြပါစီညာ